ရှင်ဖရာပြောပြပါအောင်ဆိုပြီးဒီလိုဗီဒီယိုဖိုင်တွေခဏခဏလာပို့ကြတယ်အခုလည်းပဲဒီဗီဒီယိုဖိုင်ကို လာပို့ထားတာပါနော်ဦးစင်းဘလောက်ပဲပြောပြောရမှာမဟုတ်ဘူးသူတို့ကိုအုပ်ချုပ်တဲ့သူတို့ရဲ့အကြီးအကဲကပြောမှရမှာ နော်အဲ့တို့တော့လည်းပဲပြောပြပါအောင်ဆိုလို့ပြောပြလိုက်ပါမယ်တစ်တော့မှာတချင်းဆိုကခုံနေတဲ့ကိုတော်တချို့ကတပြည့်တော်ပြောကြင်တာကအရှင်ဖရာတို့တချင်းဆိုကခုံတဲ့အလုပ်တွေကိုလုပ်ချင်တယ်ဆိုရင်လူထွက်လိုက်ပါအဲ့ဒီတချင်းဆိုကခုံတဲ့အလုပ်တွေကလူဝတ်နဲ့လည်းလုပ်လို့ရပါတယ်နော်လူမထွက်ဖဲနဲ့ဆိုရှယ်မီဒီယာပေါ်မှာတင်ကန်းဝတ်နဲ့တချင်းဆိုကခုံတာတွေလုပ်မယ်ဆိုရင်အသိဉာဏ်ရင့်တန်တဲ့တက္ကရာကမတွေက လုတ်ရင်လုတ်တဲ့သူကိုပဲအပြစ်မြင်ပေမဲ့အတိညာဉ်လူနယ်တဲ့တကားတကာမတွေကြတော့လုတ်ရင်လုတ်တဲ့သူကိုပဲအပြစ်မမြင်ဘူးအဲ့ဒီလုတ်တဲ့သူကိုအကြောင်းပြုပြီးဖုန်ကြီးတွေအားလုံးအတူတူပါပဲဆိုပြီးတော့ဖုန်ကြီးအားလုံးကိုအပြစ်မြင်သွားတာနော်ကိုကိုအကြောင်းပြုပြီးတခြားတန်ကားတွေမထိကြိုက်ပါစေနဲ့ဒါကြောင့်တချင်းဆိုကကုံတဲ့အလုတ်တွေကိုလုတ်ချင်တယ်ဆိုရင်လူကိုလဲလိုက်ပါလူဝတ်နဲ့လုတ်တာကအကောင်းဆုံးပဲဖြစ်ပါတယ်နော်နောက်ပြီးဦးစင်းရဲ့တကားတကာမှတချို့ကိုပြောချင်တာက အဲ့ဒီလို online ပေါ်မှာတချင်းဆိုကခုံနေတဲ့ကိုတော်တွေကိုတွေ့ပြီဆိုရင်တည်တည်ချာချာကြည့်လိုက်ပါကြည့်လိုက်လို့ကိုနေတဲ့အရက်ဒေသကဖြစ်နေတဲ့ကိုတော်ဆိုရင်သူနေတဲ့အကြောင်းကိုသွားပြီးတိုင်လိုက်ပါအဲ့ဒီလိုတိုင်လိုက်တာကပိုပြီးထိရောက်ပါတယ်ဥစဉ်အခုလိုပြောတာကသိပြီးမထိရောက်ပါဘူးနော်အဲ့ဒီနည်းနဲ့သာသနာကိုကာကွယ်ဆောင်ရှောက်ကြပါဥစဉ်ဖယားဥစဉ်တပါးကလိုင်းပေါ်မှာပြောတယ်ဖယားစွမ်းတော်တင်တဲ့အခါဖယားရှိမှတည်တည်တွေကိုဒီအတိုင်းတင်ကြတယ် နောက်ပြီးအစိမ့်တွေတင်ကြတယ်မှားနေတယ်တဲ့အမဲ့ကိုခွဲစိတ်ပြီးမှတင်ရမယ်တဲ့ဟုတ်ပါသလားဖရာတဲ့ဒါကတော့ရိုးရိုးလေးစဉ်းစားကြည့်ပါ နော်ကိုတော်မှအစိမ့်စားလို့မရတဲ့တည်တည်တွေကိုစားပါမလားစားမှာမဟုတ်ပါဘူးမှဲ့မှစားမှာပါနော်မြတ်စွာဘုရားလည်းတတ်တော်ထင်ရှားရှိမယ်ဆိုရင်အစိမ့်စားလို့မရတဲ့တည်တည်တွေကိုဖုံးပေးမှာမဟုတ်ပါဘူးမှဲ့မှဖုံးပေးမှာပါနော် ။ဦးဇင်းတို့ကမြတ်စွာဘုရားကိုကိုးကွယ်စိတ်ကတ်တယ်ဆိုတာတတော်ထင်ရှားဘုရားရှင်ကိုရည်မှန်းပြီးကိုးကွယ်စိတ်ကတ်တာဖြစ်တယ်။နော်။အဲ့ဒီလိုတတော်ထင်ရှားဘုရားရှင်ကိုရည်မှန်းပြီးကိုးကွယ်စိတ်ကတ်တာဖြစ်တဲ့အတွက်ဘုရားရှင်ကိုတတော်ထင်ရှားတကယ်သို့သဘောထားတယ်ဆိုရင်တိတိကိုဘုရားစွန့်တော်တင်တဲ့အခါမှာမှဲ့မှတင်တာပဲကောင်းပါတယ်။တချို့ဆိုရင်စားလို့မရတဲ့တိတိအစိမ့်တွေကိုဘုရားစွန့်တော်တင်ကြတယ် မှဲ့ပြီဆိုတော့မှဖះစီကနေစွန့်ပြီးစားကြတယ်မလုပ်တင်ဘူးเนาะဒါကြောင့်ဖះစွန့်တော့တင်မယ်ဆိုရင်စားလို့ရတဲ့တတိအမှဲ့ကိုသာတင်ပါတင်တဲ့အခါမှလည်းပဲခွဲစိတ်ပြီးမှတင်ပါလို့ပြောချင်ပါတယ်เนาะနာယကဂုံ6ပါးအကြောင်းရှင်းပြပေးပါဖះရတဲ့နာယကဂုံ6ပါးဆိုတာ1ခမာတိခန့်ခြင်းခေါ်ခန္တီတရားရှိခြင်း2ဇာဂရိယအစအစအရာရာတတိရှိ၍ညှိုးချခြင်း ၃ဥဋ္ဌာဏငယ်သားတို့ထက်စားထက်များစွာတာလွန်သော လုံလရှိခြင်း၄တန်ဝိပါကလျော်ကံလျော့ပတ်တော်တန်သလိုခွဲစေး၍ချီးမြှောက်ထောက်ပံ့ခြင်း၅တရားသူတပားတို့အားမိမိနှင့်မချာတနာကျင်နာခြင်း၆အခဏာအလုံးစုံသော အခွင့်အရေးကိုတွေးတော်မျော်မြင်စင်ကြင်ညာနှင့်ပြည့်စုံခြင်းစုံစမ်းခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာနာယကဂုဏ်၆ပါးပဲဖြစ်ပါတယ် အရှင်ဖရာတပည့်တော်မှဝတ်အကြောင်းမသိလို့ပါဖရာတဲ့ဝတ်ဆိုတာကဝတ္တဆိုတဲ့ပါဠိကလာတာပါအစင်မပြက်အဆက်မပြက်အထက်ထက်လဲပတ်နေတဲ့ယုတ်တရားနန္တရားအလုံးကိုဝတ်လို့ခေါ်တာပါအဲ့ဓာတွေကိုပဲဝတ်လိုက်တယ်ဝတ်လေတယ်ဆိုပြီးပြောဆိုနေကြခြင်းဖြစ်ပါတယ်နားရှင်းအောင်ပြောရမယ်ဆိုရင်တော့အကြောင်းအကျိုးလဲပတ်နေတာကိုပဲဝတ်လို့ပြောတာပါကုသိုလ်ကံအကုသိုလ်ကံကိုပြုတော့ကမ္မဝတ်ဖြစ်တယ် အဲ့ဒီကမ္မဝတ်ကြောင့်အကောင်းအဆိုးဆိုတဲ့ဝိပါကဝတ်တွေဖြစ်တယ်။အဲ့ဒီအကောင်းအဆိုးပေါ်မှာလောဘဒေါသဆိုတဲ့ကိလေသာဝတ်တွေဖြစ်တယ်။အဲ့ဒီလက်ပတ်နေတဲ့ဝတ်သုံးပါးကိုပဲဝတ်လို့ခေါ်ဆိုပြီးတော့ဝတ်လိုက်တယ်ဝတ်လေတယ်ဆိုပြီးသုံးနှုံးနေကြခြင်းဖြစ်ပါတယ်နော်။ဖုံဖုံဖရငါးပါးသီလစောင့်ထိန်ခြင်းဤအကျိုးလေးသိပါရစေဖရတဲ့။မဟာပရိနိဗ္ဗာန်တော့မှာသီလစောင့်ထိန်ခြင်းကြောင့်ရရှိလာမိကောင်းကျိုး၅မျိုးကိုဟောကြားထားပါတယ်။ အဲ့ဒီကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁မမေးမလျော့နေခြင်းကြောင့်များစွာသောစီးစိမ်ဥစ္စာတို့ကိုရရှိခြင်း၂ကောင်းတဲ့ရင်ကြော်သောခြင်း၃ပရိသတ်၄ပါးအလယ်၌တင့်တယ်ရဲရင်ရှင်ရှင်လန်းလန်းနေရခြင်း၄မတွေ့မဝေတရားခြင်း၅တည်ပြီးသည့်နောက်နတ်ရွာသူဂတိတို့လာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတိလဆောင်ထင်းခြင်းကြောင့်ရရှိလာမိကောင်းကျိုးများပဲဖြစ်ပါတယ်။ အရှင်ဖေရကျေးဇူးပြုပြီးဖြေပေးပါဦးသောတာပန်မှာ လောဘဒေါသမောဟတဏှာယာကတွေရှိသေးလားဖေရရှိရင်လဲဘယ်လိုလောဘဒေါသမောဟတဏှာယာကတွေလဲဖေရတဲ့သောတာပန်ဟာဒိဋ္ဌိနဲ့ဝီစီကိစ္စပဲပြုတ်ပါတယ်လောဘဒေါသမောဟတဏှာယာကတွေကတော့ဥထုဇဉ်တွေလိုပဲရှိပါတယ်သို့တော့သောတာပန်တွေဟာဒိဋ္ဌိနဲ့ဝီစီကိစ္စပြုတ်သွားပြီဖြစ်တဲ့အတွက် သောတာပန်တွေရဲ့တန်တန်မာဖြစ်တဲ့လောဘဒေါသမောဟတဏှာຢာကတွေဟာဒိဋ္ဌိနဲ့မရှင်ပါဘူးပုထုဇဉ်တွေရဲ့တန်တန်မာဖြစ်တဲ့လောဘဒေါသမောဟတဏှာຢာကတွေကတော့ဒိဋ္ဌိနဲ့ရှင်ပါတယ်ဒါကြောင့်ပုထုဇဉ်တွေလောဘဒေါသမောဟတဏှာຢာကတွေဖြစ်ပြီဆိုရင်အပေကြစေနိုင်ပါတယ်သောတာပန်တွေလောဘဒေါသမောဟတဏှာຢာကဖြစ်ပြီဆိုရင်အပေကြစေနိုင်လောက်တဲ့အထိမရှိပါဘူး ဒါဆိုရင်သောတာပန်တွေရဲ့တန်တံမှာဖြစ်တဲ့လောဘဒေါသမောဟတဏှာယာကတွေဟာဘယ်လိုလောဘဒေါသမောဟတဏှာယာကတွေလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်။အရှင်ဖေယသာသနာပွဲ တင်ခြင်းပါတယ်ဖေယ။ဘာတွေလိုအပ်ပြီးဘာတွေဆောင်ရွက်ရပါမလဲဖေယတဲ့။သာသနာပွဲဆိုတာက အုံဒီငပြောသီးတွေနဲ့လှုပ်ထားတဲ့ပွဲကိုပြောတာပါနော်။ဘာအတွက်သာသနာပွဲတင်တာလဲလို့မေးလိုက်ရင် ုဒ္ဓဘာသာဝင်တော်တော်များများကသာသနာကို ပူဇော်တဲ့အနေနဲ့တင်တာပါလို့ဖြေကြပါတယ်။ရည်ရွယ်ချက်ကောင်းပေမဲ့လှုပ်ဆောင်ချက်ကမှားယွင်းနေပါတယ်။နော်။သာသနာဆိုတာဟာပါဠိစကားဖြစ်ပါတယ်။မြန်မာလိုပြန်ရင်အစုံအမအလိုအဓိပ္ပာယ်ရပါတယ်။ဘသူရဲ့အစုံအမကို ပြောတာလဲဆိုရင်မြတ်စွာဘုရားရှင်ရဲ့အစုံအမကိုပြောတာဖြစ်ပါတယ်။သာသနာကိုတကယ်ပူဇော်ခြင်းတယ်ဆိုရင် ဖျားရှင်ရဲ့အဆုံးအမအတိုင်းကြင်ကြံနေထိုင်ရမှာဖြစ်ပါတယ်။ဖျားရှင်ကိုတော်တိုင်ကလည်းပဲငါဖျားကိုပစ္စည်းဝိထုတွေနဲ့ပူဇော်တာထက်ငါဖျားဟောကြားတဲ့တရားဓမ္မတွေကိုကြင်ကြံနေထိုင်ပြီးပူဇော်ခြင်းကိုငါဖျားကပူ၍နှစ်သက်တယ်လို့ဟောကြားတော်မူထားပါတယ်။ဒါကြောင့်တကယ်သာသနာကိုပူဇော်ခြင်းတယ်ဆိုရင်ဖျားရှင်ရဲ့အဆုံးအမအတိုင်းကြင်ကြံနေထိုင်ရမှာဖြစ်ပါတယ်။ပုံသီးငပြောသီးတွေဆိုတာဟာ ယာဝကာလီကခဲပွဲထဲမှာပါဝင်တာဖြစ်တဲ့အတွက်ဝန်းလဲသွားပြီဆိုရင်ဖះနဲ့မအဆက်တော့ပါဘူးဖះနဲ့မအဆက်တဲ့အရာကိုပူဇော်ခြင်းဟာတကယ်ပူဇော်ရအစ်စ်မဟုတ်ပါဘူးမဟာကန္တာယုံဆရာတော်ကြီးကိုတော်တိုင်ကလည်းပဲအုံဒီငပြောဒီဆိုတဲ့ပွဲတွေဟာနှစ်ပွဲတွေကနေပြီးပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ထေရဝါဒဗုဒ္ဓဘာသာနဲ့မသက်ဆိုင်တာကြောင့်သာသနာပွဲလုပ်ပြီးပူဇော်တရားမလိုဘူးလို့ဟောကြားတော်မူထားပါတယ် ဒါကြောင့်တကယ်သာသနာကိုပူဇော်ခြင်းတည်းဆိုရင်ဩဒီငပြောသီးတွေလုပ်ပြီးပူဇော်ခြင်းမလုပ်ပါနဲ့။ဖះရှင်အဆုံးအမတိုင်းကြင့်ကြံနေထိုင်ပြီးပူဇော်ပါလို့ပြောခြင်းပါတယ်။